အမှုပညာချက်စိတ်မရှိပဲစီးပွားရေးအကျိုးမြတ်သာကြီးနေရလို့ဝေဖန်ခံနေရတဲ့ဖြူဖြူတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူတွေကတော့လက်ရှိမှာသူ့ကိုဆယ်လီတရားဖြစ်ပရိသတ်တွေအားလုံးကအတိမတ်ပြပါရယ်မြန်မာနိုင်ငံရဲ့သဘောကလည်းစမ်းပါတယ်ဆယ်လီမန်းမသိအမှုပညာရှင်မန်းမသိဖြစ်နေကြတာပါ နာမည်ကြီးလာတာနဲ့အမျှလူသိထင်ရှားလာတဲ့အမျှအမှုပညာလုပ်တွေကိုလုပ်နေလို့အမှုပညာရှင်လို့ထင်နေကြတာပါတကယ်တော့အမှုပညာဆိုတာတိမ်မွေ့နေနေပါတယ်အခုချိန်မှာတော့နည်းနည်းလေးဆယ်လီဖြစ်လာပြီးလူသိများလာပြီး follower တွေ fan တွေရှိလာပြီးဆိုတာနဲ့အမှုပညာလို့ထင်နေကြတဲ့သူတွေကတော်တော်များများရဲ့ပါအဲ့ဒီထဲမှာဖြူဖြူထွေးကလည်းတယောက်ပါဝင်ဖြစ်ပါတယ်တကယ်တော့ဖြူဖြူထွေးကလည်းတစ်တော့ဆယ်လီတယောက်ပဲဖြစ်ပါတယ်အမှုပညာရှင်မဟုတ်ပါဘူးဒါပေမဲ့လက်ရှိချိန်မှာတော့ဖြူဖြူထွေးကရုပ်ရှင်ရိုက်ကူးရေးတွေရော ညညာရိုက်ကူးရေးတွေရောပွဲတက်ခန္ဓာတွေမှာပါတောက်လျှောက်ဆိုလို့တွေ့မြင်ကြရတာဖြစ်ပြီး short video တွေမှာတော့ဖြူဖြူထွင်းရဲ့ဟာတာ video တွေတောက်လျှောက်ကိုပရိသတ်တွေကတွေ့မြင်ကြရတာပဲဖြစ်ပါတယ်ဖြူဖြူထွင်းရဲ့အတင်းကပြင်တိုင်းလောက်ကအရင်တုန်းကလို့ဟာတာ video တွေရိုက်ကူးတာမဟုတ်တော့ပဲပွဲတွေ live နေတကာလှည့်ပြီးသတင်းဆိုနေရတဲ့အလုပ်လိုဖြစ်နေကြတာပါ တကယ်တော့ဖြူဖြူထွေးရဲ့အတန်ကတောအတန်ဖြစ်နေတာကြောင့်တချင်းဆိုတာလုံးဝလုံးဝမကောင်းပါဘူး။ဒါကိုလည်းပရိသတ်တွေကတီးပါရည်။ဒါပေမဲ့ဆယ်လီတအုပ်ဖြစ်တာနဲ့ညီပရိသတ်တွေရဲ့ချစ်ချင်းကိုရရှိထားတဲ့အတွက်ဖြူဖြူထွေးကိုချစ်တဲ့အနေနဲ့ဖြူဖြူထွေးဆိုတဲ့တချင်းတွေကိုနားထောင်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တချို့ပွဲတွေမှာဆိုရင်ဖြူဖြူထွေးမပါရင်ပွဲမစီဘူးလို့တောင်ဖြစ်နေကြတာပဲဖြစ်ပါတယ်။အဓိကတော့နေပရိသတ်တွေအခိုင်အမာရရှိထားတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။နေဘက်ဖြော်ပြေးဒီမှာဆိုရင်တော့ဖြူဖြူထွေးကမပါမဖြစ်ပါပင်တိုင်ကိုဖြော်ပြေးနေရတာပဲဖြစ်ပါ ါတယ်။ဒီလိုမျိုးပွဲတွေမှာတောင်းလျှောက်ဆိုသလိုတခြင်းဆိုနေရတဲ့ဖြူဖြူတွေးကကိုပိုင်တခြင်းမရှိဘဲတခြားသူတွေရဲ့နာမည်ကြီးပီးတာတခြင်းပရိသတ်တွေအားလုံးအတူတူလိုက်ဆိုလို့ရတဲ့တခြင်းနေနဲ့ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ လက်တလောမှာတော့ဖြူဖြူတွေကညာမွေးပန်းဆိုတဲ့သချင်းကိုကိုပိုင် creation ပြန်လည်ပြုလုပ်ပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်။ဒီသချင်းကို sound effect တွေထည့်လိုက်တဲ့အခါမှာဖြူဖြူတွေအတန်နဲ့လိုက်တယ်လို့လို့ရှိတာကြောင့်ပွဲတကာမှာအဲ့ဒီသချင်းကိုတည်ဆုံနေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းဖြူဖြူတွေကိုချစ်တင်စိတ်နဲ့သချင်းကိုဘလို့ပဲဆိုဆိုလက်ခံနေကြတာပါ။ဒါကြောင့်ဖြူဖြူတွေကလည်းကိုပိုင်တန်ဆင်သချင်းတစ်ပုဒ်ကိုဖန်တီးလာခဲ့တာပဲဖြစ်ပါတယ်။အဓိကတော့သူ့အနေနဲ့သချင်းအစ်စ်တွေဖန်တီးတယ်ဆိုတာကပွဲတွေမှာကိုပိုင်သချင်းရှိကြတာကြောင့်ဖြစ်ပါတယ်။ပရိသတ်တွေကိုဖျော်ဖြေတဲ့အခါမှာသူများ ားတချင်းနေကြီးကိုပဲဆိုတာမျိုးမဟုတ်ပဲကိုပိုင်တချင်းလေးရင်လည်းစုပြကျင်နာမှုလို့ပါဖြူဖြူထွေးကလွန်ခဲ့တဲ့နှစ်တည်းတုန်းကလည်းကိုပိုင်တချင်းအစ်တပုတ်ကိုဖန်တီးခဲ့ပါတယ်။နောက်ပြီးရှမ်းတိုင်းရင်သားတီးလုံးတွေနဲ့တချင်းတပုတ်ကိုလည်းဖန်တီးခဲ့ပါတယ်။ဒါပေမဲ့ပေါက်မြောက်တာတော့မရှိခဲ့ပါဘူး။အခုတခါမှတော့ဖြူဖြူထွေးကဆက်လျှောက်ဆိုတဲ့တချင်းကိုရွေးချယ်လာပါတယ်။ဒီတချင်းကသူ့အနေနဲ့မပြိုလဲပဲဆက်လျှောက်ရမယ့်အကြောင်းဘသူတွေကဘလို့ပဲတိုက်ခိုက်လာတိုက်ခိုက်လာဘဝကိုအရှုံးမပေးပဲရှင်းဆိုင်သွားမယ့်အကြောင်းရှင်းတာထားတာပါ။ဖြူဖြူထွေးအနေနဲ့ဒီလိုတချင်းတွေလှုပ်လာလို့တချို့ပြိတက်တွေကတော့ တော့အမှုပညာကိုကြည်တာမဟုတ်ပဲစီးဝါးရေးရဖမ်းပြပြီးတခြင်းဆိုနေတာဆိုပြီးဝေဖန်မှုတွေတောက်လျှောက်ဆိုသလိုထွက်လာခဲ့တာပါပရိသတ်ကြီးအနေနဲ့ရောတကယ်ပဲဖြူဖြူထွေးကအမှုပညာကိုစီးပွားရေးဆန်ဆန်လောက်ကိုင်းနေရလို့ထင်လားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်